အားလုံးပဲမင်္ဂလာပါခင်ဗျာလက်ရှိကမ္ဘာကြီးဟာနျူကလ িয়ার ကပ်ဘေးဆိုက်ရောက်ဖို့တဲတဲလေးပဲလိုပါတော့တယ်အမေရိကန်နဲ့ရုရှားနှစ်နိုင်ငံသလုံးဟာကမ္ဘာကြီးကိုမိနစ်ပိုင်းတွင်အကြီးအကျယ်ဖျက်ဆီးပစ်နိုင်စွမ်းရှိပြီးသူတို့ကြားတင်းမာမှုတွေတိုးမြင့်လာပါတယ်ရုရှားနဲ့နျူကလ িয়ার ချင်းချောက်မှုကိုအမေရိကန်ကအစစ်မြင့်ဗျူဟာတွေခိမိနီးပညာသုံးအဟန်တားစနစ်တွေမမျော်လင့်ထားတဲ့တည်ထွင်မှုတွေတုံးပြီးဘယ်လိုမျိုးတံပြန်နိုင်မလဲဆိုတာကို DBU ရဲမှလေးလာတုံးသက်ပြထားပါတယ်ခင်ဗျာဒီစိန်ခေါ်မှုကိုနားလည်ဖို့အတွက် ရုရှားရဲ့နျူကလ িয়ার အင်အားကိုအရင်ဆုံးလေးလာကြည့်ရမှာပါထောင်ပေါင်းများစွာသောဒုံးကြီးထိပ်ဖူးတွေနဲ့ပြစ်လွတ်ဖို့အသင့်ပြင်ထားတာကတာမန်ချင်းချောက်မှုမဟုတ်ပါဘူးရုရှားအာနာအင်အားရဲ့ဘိုးတောက်တိုင်ကသူ့ရဲ့မဟာဗျူဟာမြောက်နျူကလ িয়ার ဆွမ်းအားဖြစ်ပါတယ်အထူးသဖြင့်မြေပြင်အခြေစိုက်တိုက်ချင်းပြစ်ဒုံးကြီး ICBM တွေကရုရှားတို့ရဲ့ချင်းချောက်ဟန်တားမှုတွေပေမကြော်ယူဖြစ်ပါတယ်ပြီးတော့ဒါတွေကတာမန်ဒုံးကြီးတွေမဟုတ် RS28 စားမဲ့သုံးမဟုတ် SSH30 ဒုံးကြီးတွေဟာ ကီလိုမီတာ16,113မိုင်ကျော်အကွာအထိပြင့်နိုင်ပြီးအပူချိန်မြင့်မားတဲ့နျူကလ িয়ার ဒုံးကျည်တွေဖြစ်ပါတယ်။ဒုံးကျည်ကာဝေးစနစ်တွေကနေရှောင်လွှဲနိုင်အောင်တိစောက်ထားပြီးရုရှားကနေအမေရိကန်ထိလမ်းပြီးအပြင်းထန်ချိတ်ချောက်နိုင်တယ်လို့သိရပါတယ်။ထိပ်ဖူးအများကြီးပါတဲ့ RS-24 Yas ဒုံးကျည်က12,000ကီလိုမီတာ9,456မိုင်အကွာရှိပြင့်မှတ်တွေကိုထိမှန်နိုင်ပါတယ်။လမ်းတစ်လျှောက်တည်ယူနိုင်တဲ့ဒုံးပစ်လောင်ချာတွေကိုတနည်းအားဖြင့်အတီးတကျမထားပဲရွှေပြောင်းတည်ဆောင်နိုင်တာကြောင့် ရန်သူဘက်ကထောင်လန်းမှုခက်ခဲစေပြီးတိုက်ခိုက်မှုတွေကိုခံနိုင်ရစွမ်းတိုးစီပါတယ်။နောက်တစ်ခုကတော့ရင်ငုတ်တင်မောတွေကနေပြစ်လွတ်တဲ့ပယ်ထိန်တုံးကြီး SLBN တွေကလည်းထတ်တိုးအနေရတစ်ခုဖြစ်ပါတယ်။အကွာအဝေးကီလိုမီတာ8000 4960မိုင်ထိပြစ်နိုင်တဲ့ RSM 56ဘူလာဘာတုံးကြီးကထိပ်ဖူး6ခုထိတဲဆောင်နိုင်ပြီးပင်လယ်အောက်ကနေတိုက်ခိုက်နိုင်ပြီးကိုပြောင်စွဲရင်နဲ့ဗက်ဆုံတုံးနိုင်မှုမှာစိတ်ချရပါတယ်။တုံးကြီးတွေပြင်ရုရှားလီဒက်ကလည်းကြီးမားတဲ့နျူကလ িয়ার ချင်းချောက်မှုတွေပေးနိုင်ပါတယ်။ TU-160 Blackjet လေယာဉ်ကရုရှားရဲ့နျူကလ িয়ার မဟာဗျူဟာအတွက်ရေးပါပြီးအတန်ထက်မြန်တဲ့ဘုံကျဲလေယာဉ်ဖြစ်ပါတယ်။အကွာအဝေး12,300ကီလိုမီတာ9,618မိုင်တိပြန်တန်းနိုင်ပြီး4,000ကီလိုဂရမ်18,500ပေါင်၄ပါတယ်။ဒီဘုံကျဲလေယာဉ်ကဗျူဟာမြောက်စွမ်းအားကိုပြသရမှာရေးပါတဲ့ခန်းကဏ္ဍကနေပါဝင်နေပါတယ်။အကွာအဝေး900ကီလိုမီတာ330မိုင်တိပြန်တန်းနိုင်တဲ့ 9M729 Cruise ဒုံးပြန်လိုမျိုး မီးပြိုအမြောက်နျူကလ িয়ার လက်နက်တွေကလုံးကြီးကာကွယ်စနစ်တွေကိုရှောင်လွှဲပြီးတိတိကျကျတိုက်ခိုက်နိုင်ပါတယ်။အီကန်ဒါဒုံးကွင်းဒုံးစနစ်ကနျူကလ িয়ার ဒုံးထိပ်ဘူးနဲ့တာမန်ရိုးရိုးဒုံးထိပ်ဘူးတွေကိုပြစ်လွတ်နိုင်သွမ်းရှိပြီးစစ်မြေပြင်အခြေအနေမျိုးမျိုးမှာလက်ရောညီတွေဖြစ်အောင်အသုံးပြုနိုင်ပါတယ်။ဟုတ်ကဲ့ပါ။အပေါ်မှာပြောပြသွားတာတွေကတော့ရုရှားပိုင်နျူကလ িয়ার လက်နက်တွေဖြစ်ပါတယ်။အမေရိကန်ကနျူကလ িয়ার အင်အားထပ်တိုးစရာမလိုပဲရုရှားရဲ့ဒီချိန်ချောက်မှုတွေကိုတံပြန်မှုအတွက်အရှိဥရောပမှာတိုးမြင့်တက်ဖြန့်ထားနိုင်ပါတယ်။ဥရောပတမကဆိုင်ရာ ချင်းချောက်မှုကာကွယ်ဟန်တိုင်းပနာမအစီအစဉ်လိုမျိုးအစပြုဆောင်ရွက်မှုတွေကနေတိုးရဲ့ကာကွယ်အနေထားကိုအားကောင်းစေပါတယ်ပူရဲစီရေးလေ့ကျင့်မှုတွေကမဟာမိတ်တွေကြားမှာယုံကြည်မှုတိစောက်ပေးပြီးရန်လုံမှုမှန်သမျှကိုစုပေါင်းတုံ့ပြန်ဖို့အသင့်ရှိသေးပါတယ်တခါတရံမီးကိုမီးနဲ့တိုက်ဖို့အသင့်ပြင်ထားရပါမယ်ရုရှားကနျူကလ িয়ার ချင်းချောက်မှုကိုတံပြန်မှုအတွက်မေကန်ကတုံးချနိုင်တဲ့စီရေးပြူဝါတွေကိုဆက်ပြီးလေးလာကြည့်အောင်ပါဗီဒီယိုတွေဆက်လက်ဖန်တီးနိုင်ဖို့ subscribe မလုပ်ရသေးရင် channel လေးကိုလည်း like and subscribe လုပ်ထားပေးပါဦးခင်ဗျာ။ ရုရှားဘက်ကစတင်မပြတ်ခတ်ခင်ကတည်းကမေကန်ကသူတို့ရဲ့ချင်းချောက်မှုတွေကိုခြေပြတ်တဲ့အနေနဲ့ရုရှားရဲ့အဓိကအခြေခံအစအဦးတွေကိုပြင်ပထားတိုက်ခိုက်ခဲ့မယ်ဆိုရင်ဘာဖြစ်လာမလဲရုရှားတို့ကလက်နက်တွေကိုအသုံးမပြုခင်ရုရှားတုံးကြီးဆိုင်းလာတဲ့ထိ ंछ ုပ်ရေးဘူဌာနတွေကိုပြင်ပထားပြီးလက်တွေ့တိုက်ခိုက်မှုပြုလုပ်တဲ့ပုံကိုတွေးကြည့်ပါဂျိုဒူးစောင့်ကြည့်ခြင်းနဲ့စိုက်ပါလုပ်ငန်းစဉ်တွေကနေတစ်ဆင့်ထောက်လှမ်းပြီးအရေးကြီးတဲ့ပြင်ပတွေကိုကြိုတင်ကာကွယ်နိုင်မှာဖြစ်ပါတယ်မေဂန်စိုက်ပါမိတ်ဘေးစနစ်တွေက ရုရှားနျူကလ িয়ার ကုတ်ကဲမှုစနစ်တွေကိုအနှောက်အယှက်ဖြစ်အောင်စိုက်ဘာတိုက်ခိုက်မှုတွေပြုလုပ်နိုင်ပါတယ်။၎င်းတို့ရဲ့ပြစ်လုချင်းဆိုင်ရာပရိုတိုကောတွေတဲ့ကိုဟက်ကာတွေကဝေရောက်ဖောက်ထွင်းပြီး၎င်းတို့ရဲ့ဒုံးကျည်တွေအသက်မဝင်အောင်ပြုလုပ်နိုင်ပါတယ်။မကြသေးမီကစိုက်ဘာဆွမ်းဆောင်နိုင်မှုဆိုင်ရာတိုးတက်မှုတွေကနျူကလ িয়ার ဒုံးနယ်မပစ်ခင်ရန်သူရဲ့အခြေခံအဆောက်အုံတွေပျက်စီးစေပြီးမိခင်ကိုအသာစီးရစေနိုင်ပါတယ်။ကဲကာဝေးဘက်ကိုတလဲလေးလာကြည့်အောင်ပါ။အာကာသကနေဝင်လာတဲ့ဒုံးကျည်တွေကိုကြားပြတ်ဟန်တားနိုင်တဲ့ မြေပြင်ချင်းဆိုင် GMD စနစ်တစ်ခုကိုစိတ်ကူးကြည့်လိုက်ပါ GMD စနစ်ကတိုက်ချင်းပြည်ဒုံးကြီး ICBM တွေကိုပြန်တန်းနေတော့မှဖျက်ဆီးဖို့အတွက်အရွေးစွမ်းရင်တုံးဖျက်ဆီးရေးရင်တွေကိုအသုံးပြုပါတယ်အစင်းစင်ပြောင်းလဲတည်ထွင်နေတော့ဖြစ်ပေမဲ့မကြသည်မီကစမ်းတမ်းမှုတွေအရဂျားပြတ်ဖမ်းယူနိုင်မှုတိုးတက်လာတာတွေ့ရပါတယ်စနစ်တကျအစင်းမြင့်နေမှုတွေပြုလုပ်ထားတဲ့ GMD စနစ်ဟာရုရှားရဲ့တိုက်ချင်းပြည်ဒုံးကြီး ICBM တွေကိုပုံမလွှမ်းမိုးတိုက်ဖျက်နိုင်စေဖို့ရည်ရွယ်ထားပါတယ်နောက်တစ်ခုက BND လို့ခေါ်တဲ့ပက်ထင်းဒုံးကာကွယ်စနစ်ဖြစ်ပါတယ် ဒီစနစ်ကိုအမေရိကန်ရေတပ်သင်္ဘောတွေပေါ်မှာတပ်ဆင်အသုံးပြုထားပြီးဝင်လာနိုင်တဲ့ချင်းချောက်မှုတွေကိုခြေရာခံနိုင်ပြီး၎င်းတို့ကိုကြားဖြတ်ပစ်ချနိုင်ပါတယ်။ဒါကတော့နျူကလ িয়ার တိုက်ခိုက်မှုကိုခုခံကာကွယ်ဖို့အစင်းသင့်ဖြစ်နေတဲ့ရေပေါ်ခံတဲ့ရဲ့ပုံစံမှာ BND ပယ်ထိန်ဒုံးကာကွယ်ရေးစနစ်ဟာအမေရိကန်ပိုင်ဆိုင်မှုတွေနဲ့မဟာမိတ်တွေကိုဒုံးကျည်တိုက်ခိုက်မှုတွေကနေကာကွယ်ပေးဖို့အတွက်အစင်းမြင်ရေဒါနဲ့ကြားဖြတ်ဒုံးကျည်တွေကိုအသုံးပြုထားပါတယ်။တံပြန်အင်အားသုံးမဟာဗျူဟာတွေကရက်သားတည်ဆုံးမှုအနည်းဆုံးဖြစ်စေတဲ့အပြင် ရန်သူရဲ့စီးရင်စွန့်ရီတွေကိုအာယုံဆိုင်ပြစ်မှတ်ထားပါတယ်။မေဂန်ဟာတိကျတဲ့တိုက်ခိုက်မှုတွေကိုပြုလုပ်ဖို့အတွက်အစစ်မြင့်လက်နက်စနစ်တွေကိုအသုံးပြုနိုင်ပါတယ်။မေဂန်ကနျူကလ িয়ার လက်နက်တွေပြစ်လို့ရမှာအဓိကသုံးတဲ့စနစ်၃မျိုးရှိပါတယ်။အဲ့ဒီစနစ်၃မျိုးကိုနျူကလ িয়ার ထရိုင်အေဒီလို့ခေါ်ပါတယ်။ပထမတစ်မျိုးကမြေပြင်ခြေဆိုင်တိုက်ချင်းပြင်ဒုံးကြီး ICBM စနစ်ဒုတိယကရင်ုပ်သင်းမောင်းကနေပြစ်လို့တဲ့ပယ်ထိန်ဒုံးကြီး SLBM စနစ်နဲ့လေကြောင်းကနေပြစ်တဲ့ဘုံးတွေနဲ့ cruise ဒုံးကြီးတွေပါဝင်တဲ့ ASCM စနစ်တို့ဖြစ်ပါတယ်။ ဝေဟင်ပြစ်ခရုစ်ဒုံးကျည် AGM 86 ALCM ဟာကီလိုမီတာ2400 1490မိုင်ကျော်ထိပြန်တန်းနိုင်ပြီးလေယာဉ်မှုတွေကိုအန္တရာယ်မဖြစ်စေဘဲရန်သူပြစ်မှတ်တွေကိုနျူကလ িয়ার လက်နက်တွေနဲ့ပစ်ခတ်နိုင်ပါတယ်။100ကီလိုတန်ထိနျူကလ িয়ার ထုတ်လွှတ်နိုင်တဲ့ ALCM ဒုံးကျည်ဟာ American Nuclear Triad ရဲ့ရေးပါတဲ့စိတ်ပိုင်းတစ်ခုဖြစ်ပါတယ်။အခု B2 Spirit တိုက်လေယာဉ်ကြောင်းပြောပါမယ်။ကိုပြောက်စွမ်းရည်ရှိတဲ့ B2 တိုက်လေယာဉ်ကခိမီစမ်းသစ်တဲ့လေကြောင်းရံကာဝေးစနစ်တွေကိုထိုးပေါက်ဝင်ရောက်နိုင်ပြီး နျူကလ িয়ার လက်နက်တွေနဲ့အတိအကျပြစ်ခတ်နိုင်ပါတယ်။မီတူးလေရင်ကရိုးရိုးတာမန်ဒုံးကျည်ရောနျူကလ িয়ার ဒုံးကျည်ရောနှမျိုးလုံးကိုတဲဆောင်နိုင်သွမ်းရှိပြီးမဟာဗျူဟာမြောက်တိုက်ခိုက်မှုတွေအတွက်ဆွေဆောင်သုံးတိုက်လေရင်တစ်ခုဖြစ်လာပါတယ်။အသိပညာဘူတုဒ္ဒကြော်ရွားမှုကစွမ်းရင်ဖြစ်တဲ့ဆိုသလိုပါပဲ။အမေရိကန်က ISR လို့ခေါ်တဲ့သတင်းချက်လက်ရှာဖွေခြင်းစောင့်ကြည့်ကြည့်ရှုခြင်းအင်းထောက်ခြင်းစွမ်းရည်တွေနဲ့အခိုင်အမာရှေ့ဆက်နေဖို့လိုအပ်ပါတယ်။အမြင့်ပေများကြီးထိပြန်တန်းနိုင်တဲ့ R24 Global Hot UAV drone က ရုရှားစစ်ဘက်ဆိုင်ရာလှုပ်ရှားမှုတွေကိုအချိန်နဲ့တပြေးညီထောင်လန်းနိုင်ပြီးလူအသိဉာဏ်လိုမျိုးဆုံးဖြတ်ချက်ချနိုင်မှာဖြစ်ပါတယ်။ Global Hawk Drone ကအမြင့်ပေ6000အထိပြန်တန်းနိုင်ပြီးကျေပြောလာတဲ့ area တွေကိုဖြန့်ကျက်ထောင်လန်းနိုင်ပြီးမေဂန်တပ်ဖွဲ့တွေအတွက် တေချာတိကျတဲ့နောက်ဆုံးရသတင်းချက်လက်တွေပေးနိုင်ပါတယ်။ကမ္ဘာဗေနီယမ်ဆိုဒုံးကျည်ပြစ်လွတ်မှုကိုထောင်လန်းမှုအတွက်အစစ်မြေအာရုံခံကိရိယာတွေတက်ဆင်ထားတဲ့ဂျိုဒုအစ်စ်တွေကိုအမေရိကန်ကတပ်ဖြန့်လွှတ်တင်ထားပါတယ်။အာကာသခြေစိုက်ရဲ့အနီးအောက်ရောင်ကြီးစနစ် SPIRS ကဒုံးကျည်ပြည်လူမှုတွေကိုစောစီးသွားတတိပေးပြီးဖြစ်လာနိုင်တဲ့ခြင်းချောက်မှုတွေကိုခြေရာခံပေးတဲ့အဓိကဥပမာတစ်ခုဖြစ်ပါတယ်။ဥရောပတပ်မခဆိုင်ရာခြင်းချောက်မှုကာဝေဟန်တာ၏ပနာမအစီအစဉ်ကအဆုံးစွန်သောညီမန်းချက်ဖြစ်ပြီးမေဂန်ကနောက်ပြန်ဆုံးမှာမဟုတ်ဘူးဆိုတာပြသရမှာဖြစ်ပါတယ်။ယုံကြည်ရလောက်တဲ့အဟန်တာစနစ်ကိုထိန်းသိမ်းထားဖို့အတွက်မေဂန်က၎င်းရဲ့နျူကလ িয়ার တပ်ဖွဲ့တွေကိုခင်မီအောင်ဆက်လက်လှုံ့ဆော်ရမှာဖြစ်ပါတယ်။မေဂန်ဟာယုံကြည်စိတ်ချပြီးရှင်သန်နိုင်စွမ်းရှိတဲ့ ICBM တပ်ဖွဲ့ကိုထိန်းသိမ်းထားကြောင်းသိကြစေတဲ့အနေနဲ့ သက်တမ်းရှင်မီနီမမ်3ဒုံးကြီးတွေစာနောက်ထပ်လာမယ့်မြေပြင်ခြေစိုက်နျူကလ িয়ার ကာကွယ်စနစ် GBSD ကိုအစားထိုးမှာဖြစ်ပါတယ် GBSD စနစ်ကရန်သူရဲ့ခံစည်းကိုထိုးပေါက်ဝင်ရောက်နိုင်စွမ်းရှိပြီးစနစ်ရှင်သန်နိုင်စွမ်းနဲ့စွမ်းရည်မြင့်တင်ဖို့အတွက်ခိမိနီးပညာတွေနဲ့ဒီဇိုင်းထုတ်ထားပါတယ်ဒါ့အပြင်ကိုလံဘီယာမျိုးစားရင်ငုတ်တင်းမောအစ်တွေမှာအစစ်မြင့် SLBN စနစ်တွေတက်ဆင်ထားမှာဖြစ်ပြီးလိုင်းလုံးတွေရဲ့အောက်မှာတာဝန်ထမ်းဆောင်ရင်မိကန်ကိုလုံခြုံစေမှာဖြစ်ပါတယ်အကွာအဝေး12000ကီလိုမီတာ 2456မိုင်အထိရောက်ပြီးဒုံးကျည်မျိုးစုံပြစ်လွတ်နိုင်တဲ့ဒီညင်ငုတ်သင်းမောတွေကအမေရိကန်ရဲ့တိုက်ခိုက်မှုစွမ်းရည်အတွက်ဒုတိယမြောက်အရေးကြီးတဲ့နေရာမှာရှိပါတယ်။အမေရိကန်ကရုရှားရဲ့နည်းပြဟာဖြစ်တဲ့နျူကလ িয়ার စွမ်းရည်ကိုတိတိယောက်ယောက်ဟန်တားဖို့အတွက်နျူကလ িয়ার ထုတ်လွှတ်နှုန်းနည်းတဲ့လက်နက်တွေတည်ထွင်ထုတ်လွှတ်ရေးကိုအလေးပေးလှုံ့ဆော်နိုင်ပါတယ်။ Trident 2ဒုံးကျည်ရဲ့နျူကလ িয়ার ထုတ်လွှတ်နှုန်းနည်းအမျိုးအစားကွဲတစ်ခုဖြစ်တဲ့ W762 ဒုံးကျည်ဟာဒီပြဟာရဲ့အဓိကဥပမာတစ်ခုဖြစ်ပါတယ်။ဒီလိုမျိုးကာကွယ်စနစ်မျိုးစုံ တိုက်ခိုက်စနစ်မျိုးစုံရှိတဲ့အမေရိကန်ဟာဖြစ်လာမဲ့တိုက်ပွဲချင်းဒီပေါ်လက်ရောညီတွေမှုရှိအောင်တုံ့ပြန်ရွေးချယ်စရာတွေရှိတာကြောင့်ရုရှားဘက်ကနီးပြူဟာနျူကလ িয়ার လက်နက်တွေသုံးပြီးအတိုင်းအတာဖြင့်နျူကလ িয়ার စစ်ပွဲအထိအရှိန်မမြင့်အောင်အမေရိကန်ကတားဆီးနိုင်ပါတယ်နျူကလ িয়ার အန္တရာယ်တွေပြည့်နေနေတဲ့ကမ္ဘာမှာအမေရိကန်ဟာနိုးကြားတက်ကြွစွာရှိနေရမှာဖြစ်ပါတယ်ရုရှားရဲ့နျူကလ িয়ার ချင်းချောက်မှုတွေကိုပြက်ပြက်စေဖို့ဆိုရင်စစ်ရေးဖြူဟာနီးပညာစန်းတစ်တည်ထင်မှုနဲ့တန်ခိတမန်ကြီးကန္နာတို့ရဲ့ချင်းခွင်ရှာတွေကိုတိမ်မွေ့စွာကင်တွယ်တတ်ဖို့လိုပါတယ် ဒီလိုချင်းကပ်ပြင်းချင်းမှုဆိုရင်ရင်းနှီးမြှုပ်နှံရမယ့်လောင်ကြီးမြင်ပါပြီးတင်ကော်မှုတွေကခဲရင်ပေမဲ့ပန်ကန်နဲ့ချင်းကပ်မှုကိုတုံးမယ်ဆိုရင်မိကန်ကအနေရီကိုယော်ပါစေပြီးပိုမိုတည်ငိမ့်တဲ့ကဘာကြီးကိုဖန်တီးနိုင်ပါတယ်ဒီလိုလိုရတဲ့ကိစ္စတွေရဲ့အဆုံးစွန်သောပန်းနိုင်ကတော့ရှင်းလင်းပါတယ်နျူကလ িয়ার စစ်ပွဲရဲ့ချင်းချောက်မှုကိုရှင်းချဖို့နဲ့ပြည်သူချင်းဆိုင်ရာကိစ္စတွေအတွက်ဆွေးနွေးမှုတွေများများလုပ်ပြီးအပြေရှားညှိနှိုင်းမှုပဲဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်ခင်ဗျာ